မင်္ဂလာပါဒီနေ့ကျမတို့အတူတူလေ့လာကြည့်ကြမယ့်အကြောင်းအရာကတော့အောက်တိုဘာလ12ရက်နှစ်ခါနှစ်ဆယ်ခုနှစ်အတွက်မြန်မာနိုင်ငံရဲ့နိုင်စင်မိုးလေးဝေသတင်းအစီရင်ခံစားပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါဒါကအဲ့ဒီနေ့ညနေ၄နာရီမှာနောက်ဆုံးထုတ်ပြန်ထားတဲ့အချက်လက်ဒီပါဒီအစီရင်ခံစားကိုအခြေခံပြီးတော့လေအထင်းမှာပါတဲ့အတိအကျကြတဲ့အချက်တီခမန်းချက်တီအဲအထူးသဖြင့်တတိပိချက်တီပေါ့အဲ့ဒါတွေကပါကုဆိုးလို့တလေဘလို့တက်ရောက်နိုင်မလဲဆိုတာအသေးစိတ်ဆွေးနွေးတော့ကြမယ်။ဟုတ်ကဲ့ကောင်းပါပြီ အစီရင်ခံစားမှာတော့အချက်တည်းတော်တော်များများပါနေတဲ့အဓိကကတော့ဘင်္ဂလားပင်လယ်အော်ချင်းကြီးကစမယ်ပြီးတော့မနက်ဖြန်မနက်ပိုင်းအထိနေရာအလိုက်မိုးဘလို့ရွာနိုင်မလဲအကောင်နဲ့မိုးရိမ်တောင်ကိစ္စအဲ့ဒါနဲ့ပတ်သက်တဲ့အရေးကြီးတဲ့ဒီပေချက်တွေပေါ့ဟုတ်ကဲ့ပင်လယ်ပြင်သွားလာမှုတွေ့ရောဘလို့ရှိမလဲနောက်လာမယ့်ရက်ပိုင်းတွေအတွက်အလားအလာနောက်ဆုံးအဓိကမြို့ကြီးရဲ့အသေးစိတ်ခံမှန်းချက်အထိပေါ့လေစုံစုံလင်းလင်းဆွေးနွေးတတ်ကြရအောင်ဟုတ်ကဲ့ကဲ့ အရင်ဆုံးဟောဘင်္ဂလားပြည်နယ်အချီနီနဲ့ဆက်လိုက်ကြတာပေါ့ကောင်းပါပြီအစီရင်ခံစားထဲမှာလည်းဘင်္ဂလားပြည်နယ်ရောအရှိမျောပိုင်းနဲ့အရှိအလဲပိုင်းမှာတိမ်အနေငယ်ဖြစ်ထွန်းနေတယ်လို့ပြောထားတယ်ဟုတ်ကဲ့ဒါပေမဲ့တပြိုင်တည်းမှာပဲကပလီဖိလိပ္ပိနဲ့ဂျန်နေဘင်္ဂလားပြည်လေအော်မှာကြတော့မိုးတုံလေးအာနေနေတယ်လို့လည်းဆိုပြန်ရောဆိုတော့ဒီအချက်နဲ့ချက်ကပါကိုညွန့်ပြနေတာပါလေဟုတ်ကဲ့အဲဒီအချက်ကတကယ်စိတ်ဝင်စားစရာကောင်းပါတယ်အော်တိုဘာလာဆိုတာက မြန်မာနိုင်ငံအတွက်လေမုံတုံရည်ကုံဆုံးခနေပြီအနောက်တောင်မုံတုံလေဖိဖိပြန်ဆုတ်တဲ့အချိန်ပေါ့ဟုတ်ကဲ့အခုလိုကပလီပင်လေပင်နဲ့ပင်္ဂလာပင်လေအော်မှာမုံတုံလေအနိုင်နေတယ်ဆိုတာကအဲ့ဒီအနောက်တောင်မုံတုံလေရဲ့လွမ်းမှုမှုကတိတိတတ်တာရော့ကြလာပြီဆိုတော့အဓိကလက္ခဏာတစ်ခုပါပဲအော်ဒါကမုံတုံအကုန်ပိုင်းကိုပြနေတာပါဒါပေမဲ့လေမုံတုံလေအာနေတော့ပြန်မယ်လေထုလားလုံးဝထင်းညင်သွားတာတော့မဟုတ်သေးဘူးอืม ဟုတ်ကဲ့ဟုတ်ကဲ့ဒီနည်းပြရင်မုံတုံချုပ်ခွာခါနီကာလာရဲ့ပုံမှန်လက္ခဏာတစ်ခုလို့ပြောလို့ရသလိုအဲဒီလိုအချိန်မှာလေထု မတည်ငြိမ်မှုတွေကြောင့်ဒေတာအလိုက်မိုးတိမ်တောင်းတွေဖြစ်လာနိုင်တယ်အဲ့ကနေမိုးရွာတာတွေဖြစ်လာနိုင်တယ်ပေါ့အော်ဒါဆိုမိုးတုံလေးကအားနေပေမဲ့မိုးကတော့ရှိနေနိုင်တော့မယ်ဆိုတဲ့သဘောပေါ့ဟုတ်ပါတယ်အဲ့လိုသဘောတူအောင်ကတယ်ဒီချက်ကမနှက်ဖြတ်နာနာအထိခံမှန်းချက်တွေပေါ့ဘလို့တဲအောင်လဲဆက်ကြည့်အောင်အစီရင်ခံစားမှာတော်တော်လေးကျေပြန့်တဲ့ area မှာမိုးရွာမယ်လို့ခံမှန်းထားတာတွေ့ရတယ်နော်ဟုတ်ကဲ့ ထူးသဖြင့်ရန်ကုန်၊အရာဝတီ၊ကနင်္သာရီတိုင်းတွေနဲ့မွန်ပြည်နယ်အဲ့မှာဆိုနေရာအနှက်အပြားမိုးချီချုံရမယ်ပြီးတော့ရွာရန်ရာနုံပြည်လို့ကိုတုံးထားတာဟုတ်ပါတယ်ရာနုံပြည်ရဒီတော့လေလေးထားရမယ်အချက်ပဲเนาะဒီဒေတာတွေကလူနေလဲခြုတ်ထက်တယ်စီးပွားရေးအရာရောအရေးပါတယ်ဆိုတော့တကယ်ကိုအလေးထားရမှာပါအဲနေရာအနှက်အပြားရဲ့ရွာရာနုံနုံပြည်ဆိုတဲ့အတုံးလုံးကိုပေါင်းလိုက်ရင်လေအဲ့ဒီတိုင်းနယ်ပြည်နယ်တွေရဲ့ဒေတာအတော်မညာမှာ မနှက်ဖြာမနှက်ပိုင်းအထိမိုးနဲ့ကြုံဖို့ကအလွန်အလွန်တေးချတယ်ဆိုတဲ့အရေးပဲပဲဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့တွားရလာရေးနေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ်မှာတက်ရမှုရှိနိုင်တယ်ကြိုတင်ပြင်ဆင်ထားဖို့အတီးပေးနေတာပေါ့အင်းဒါပြန်မိုးရွာရုံတင်မဖို့မိုးထစ်ချုံရွာမီလို့တုံထားတော့အမ်မိုးချိုပိတာတော့လက်စီလက်တာတော့လို့အန်ရီတွေပါတွဲပါလာနိုင်တယ်ဆိုတော့ကိုလည်းတတိပြုရမှာပါဟုတ်ပါပြီတခြားဒေသတွေထက်ကရောဘယ်လိုလဲ အစီရင်ခံစားမှနေပြီးတော့ပဲခူးတိုင်းစစ်ကိုင်းတိုင်းအထက်ပိုင်းကချင်းပြည်နယ်နဲ့ကရင်ပြည်နယ်တွေမှာကြတော့နေရာစိတ်စိတ်မိုးထချုံရွာမယ်လို့ဆိုထားတယ်။ဟုတ်ကဲ့ပြီးတော့စစ်ကိုင်းတိုင်းအောက်ပိုင်းချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းမှာကနေရာကျဲကျဲပဲရွာမယ်။ကြံတတိုင်းနဲ့ပြည်နယ်တွေမှာတော့နေရာကွက်ကြားမိုးထချုံရွာမယ်လို့ဖော်ပြတယ်။ဟိုဒီနေရာစိတ်စိတ်နေရာကျဲကျဲနေရာကွက်ကြားဆိုတာတွေလေဒါလေးနည်းနည်းပိုရှင်းပြပေးလို့ရမလား။အာကောင်းတယ်မိကုန်းပါရပါတယ်။ ဒါကမိုးလေးဝစခမန်းချာမှာတုံးလေးရှိတဲ့အတိုင်းအတာတုံးလုံးလေးပေါ့လေ။နေရာနဲ့ဖျားကခုနောက်ပြောသလိုဒေသတစ်ခုရဲ့85ပိုင်းနဲ့နေရာပိုင်းလောက်မှာမိုးရွာနိုင်တာ။ဟုတ်ကဲ့။နေရာစိတ်စိတ်ဆိုရင်ဒေသရဲ့90ပိုင်းကနေ85ပိုင်းလောက်မှာရွာနိုင်တာ။နေရာချဲချဲကြတော့25ပိုင်းကနေ90ပိုင်းကြာ။အင်း ်နေရာခွက်ကြဆိုတာကတော့ဒေသရဲ့25ပိုင်းအောက်မှာပဲမိုးရွာနိုင်ရရှိတာကိုဆိုလိုတာပါ အော်ဟုတ်ပြီဟုတ်ပြီဒါကြောင့်ရန်ကုန်အေရဝတီတို့လိုနေရာအနှံ့အပြားရွာမယ်ဆိုတဲ့ဒေသတွေနဲ့စာရင်နေပြီးတော့ပေဟူးတို့လိုနေရာစိတ်စိတ်ရွာမယ်ဒေသတွေကမိုးကြုံနိုင်တဲ့အေရီးယားအနှဲငယ်ပိုကျင်းသွားမယ်ဒါမဲ့ရွာရင်တော့မိုးထချုံပြီးရွာနိုင်တယ်ဆိုတာကိုတော့သတိပြုရမှာပေါ့ရှင်းသွားပါပြီ အဲ့ဒီမိုးရွာနိုင်ခြေတွေအထက်မှာမအထူးသတိပေးချက်တခုတည်တံ့တွေ့လိုက်တဲ့တနင်္သာရီတိုင်းအတော့ပဲဟုတ်ကဲ့အဲ့ဒီမှာနေရာကွက်ပြီးမိုးချီးနိုင်တယ်လို့ဖော်ပြထားတယ်။ဒါကတခြားဒေသတွေနဲ့ပါကွာလဲဘာကိုအဓိကသတိပေးချင်တာလဲ။ဟုတ်ကဲ့ဒါကအလွန်အရေးကြီးတဲ့သတိပေးချက်ပါ။နေရာကွက်ပြီးမိုးချင်ဆိုတာကတိုင်းဒေသကြီးတစ်ခုလုံးအတိုင်းအတာနဲ့မိုးချီးတာမဟုတ်ဘူး။အဲ့ဒီတိုင်းတဲ့ကမှာအချို့တော့နေရာလေးတွေ မြို့နယ်အနေနဲ့ဒါမှမဟုတ်ကြေးရွာအုပ်စုတချို့မှာ အချိန်တိုအတွင်းမှာမိုးရေအချိန်အများမြဲများရွာချတာကိုဆိုလိုတာတနေရာတဲမှာမိုးတွေစုပြုံးပြီးများတော့နေတဲ့ဘော။ဟောဒီလိုနေရာကွက်မိုးကြီးမှုတွေဒါရုတ်တရက်ရေကြီးတာတော့တောင်ကျရေလျာနာမြေဖြိုတာလိုမျိုးဒေတာဆိုင်ရာတဘာဝဘေးတွေကိုဖြစ်စေနိုင်ခြေပုံများတယ်။ဟုတ်ကဲ့။ဒါကြောင့်တနင်္သာရီတိုင်းအတွင်းသွာလာနေထိုင်သူတွေအနေနဲ့ကတော့မိုးရွာတွားမှုအခြေအနေကိုအထူးတတိထားဆောင်ကြည့်ဖို့လိုတယ်။ အထူးသဖြင့်မြေချောင်းအနီးတို့တောင်ဆောင်အနီးနေထိုင်သူတွေပိုပြီးဂရုဖြူဖို့လွာကြောင်းအလီဖေးတတိပေးထားတာပါ။အင်းတကယ်တတိထားရမှာပဲဒီလိုနေရာကွတ်မိုးကြီးနိုင်တာအပြင်နောက်ထပ်အရေးကြီးတဲ့တတိပေးချက်တစ်ခုကမိုးတင်တောင်တွေနဲ့ပတ်သက်တာပဲ။ဟုတ်ပါတယ်။အစီရင်ခန်းစားမှာနေဖီတို့မန္တလေးပဲခူးအေရဝတီတနင်္သာရီကချင်း ကရင်မိုးနဲ့ရခိုင်ပြည်နယ်တွေမှာမိုးရင်လောက်တွေဖစ်ထွန်းမှုအားကောင်းနေတယ်လို့သုံးလုံးထားတယ်။တပ်ပလောက်ဆိုရင်ရလဲ။အဲပြီးတော့ဒီမိုးရင်အောင်နေနဲ့ဆက်ဆက်ပြီးဖြစ်နိုင်တဲ့အန်ဒရီတွေကိုလည်းတူတူလေးတိတိကျကျဖော်ပြထားတာတွေ့ရတယ်။မိုးရွာတာပြင်လေပြင်းကြိုက်တာမိုးထစ်ချုံတာမိုးကြိုးပြစ်ကြလစ်စည်းလက်တာမိုးတီးကျွေတာတွေအထိဖြစ်နိုင်တယ်ဆိုတော့ဟုတ်ပါတယ်။ဒီမိုးရင်တာတတိပိတ်ချက်ကလုံးဝပေါ့ဆော့လို့မရတဲ့အချက်ပါ။မိုးရင်တောင် အကူမလိုနင်ဘတ်ဘိုလီအဲ့ဒီတိမ်အမျိုးသားကမိုးလေဝသဖြစ်စင်နေတဲ့မှာအင်အားအကြီးဆုံးအန်ဒီအများဆုံးဖြစ်စင်နေတဲ့ကတခုခုဖြစ်စင်နိုင်တယ်ဟုတ်ကဲ့တွေးတဘာဝကတောင်းလိုက်အလိုမြင့်တယ်အတွင်းမှာလေထုလုံရှာမှုအတက်အဆင့်တွေအရန်ကိုပြင်းထန်ပါတယ်อืมဒီလိုပြင်းထန်တဲ့လုံရှာမှုတွေကြောင့်တာမန်မိုးရွာတာမျိုးတဲ့အများကြီးပေါ်ပြင်းထန်တဲ့အကျိုးဆက်တွေဖြစ်လာနိုင်တာပါဥပမာ လေပြင်းတိုက်ခတ်တာဆိုတနာဒီမိုင်90 60လောက်အထိတောင်ရှိနိုင်တယ်အော် တော်တော်ပြင်းတာပဲဟုတ်တယ်အဆောက်အုံအမိုးတွေလန်တာ တပင်းလေးကျိုးတာစိုင်းပုတ်တွေပြုတ်ကြတာတွေဖြစ်နိုင်တယ်မိုးထစ်ချုံမိုးကြိုးပစ်တာကလူတွေတိရိစ္ဆာန်တွေတော့အတက်အန်တွေတိုက်ရိုက်ရှိတယ်ဟုတ်ကဲ့လက်စီလက်တာကလည်းလက်စပချီလေကိုထိခိုက်စေနိုင်တယ်တခါလေအင်အားအရန်ကောင်းရင်မိုးတိကျွေတာမျိုးဖြစ်တယ်အဲ့ဒါကတီးနံတယ်ကားမှန်တယ်အိမ်ခေါင်မိုးတွေကိုပျက်စီးစေနိုင်တာမို့အဆုံးမဲနော်ဟုတ်ပါတယ် ဒါကြောင့်ဒီလိုအားကောင်းတဲ့မိုးတိမ်တောင်တွေရှိနေတယ်ဆိုတဲ့ဒေတာတွေကလူတွေအထူးသဖြင့်လက်သမားတွေစောက်လုံရေးလောက်တာတွေလေချောင်းရေချောင်းတွားလာရေးလွက်ကိုင်းနေသူတွေအနေနဲ့အထူးသတိဖြစ်ဖို့လိုအပ်ပါတယ်။မိုးရွာနာတဲ့ပိုးတဲ့အန်ဒီရီတဲပါလာတဲ့တဲ့ဆိုတာကိုအမြဲတမ်းသတိချရမှာပါ။ဟုတ်ပါပြီ။ဒါဆိုမိုးတိမ်တောင်တွေရှိနေတဲ့ဒေတာတွေကတော့တော်တော်လေးဂယူဆိုင်ရနဲ့တကောပဲ။ကုန်းတွင်းပိုင်းမှာဒီလိုချင်းတွေရှိနေချိန်မှာပင်လယ်ဘက်ထွက်မဲ့သူတွေကဲယုတ်တန်းဒေတာခံတွေအတွက်ရောဘလို့အချင်းကြီးရှိမလဲ။ မြမပင်လေပြင်အရှင်ကြီးကိုဆက်ကြည့်ရအောင်အစီရင်ခံစားရာလိုင်းအနေငယ်ကနေအသင့်အသင့်ရှိမယ်လို့ဆိုထားတယ်ဟုတ်ကဲ့လိုင်းအမြင့်ကတော့မြမကဲယိုတန်းတစ်လျှောက်နဲ့ကဲလွန်ပင်လေပြင်ဒီမှာ၄ဘေကနေ၆ဘေလောက်ရှိနိုင်တယ်လို့ဖော်ပြထားတယ်ဒီ၄ဘေကနေ၆ဘေလိုင်းအမြင့်ဆိုတာကဘလောက်အတိုင်းအတာလောက်ကိုပြောတာလဲငိမ့်သလားကျန်းသလားအဲပင်လေပြင်းအချင်းဒီမှာလေးဖေကနေ6ဖေလိုင်းအမြင့်ဆိုတာကရေပြည့်ရအဖြစ်အလဲအလတ်အဆင့် moderate လို့သတ်မှတ်လို့ရပါတယ်။ဟုတ်ကဲ့ moderate ပေါ့နော်။ဟုတ်တယ်။လုံးဝပင်လယ်ပြင်ငိမ့်တက်နေတာမျိုးမဟုတ်ဘူး။ဒါပေမဲ့မုန်တိုင်းဝင်တဲ့အခါမျိုးမှာတွေ့ရတတ်တဲ့ဆေးဘေးစင်ကားဘေးလောက်မြင့်တဲ့လိုင်းကျန်းကြီးလောက်လည်းမဆိုးပါဘူး။အင်းအင်းဒါပေမဲ့လုံးဝဘေးကင်းတယ်လို့တော့ပြောလို့မရသေးဘူး။အဓိကကတော့တင်းငယ်တဲ့ငါးဖန်းလေတွေတပိုင်းတနိုင်ဆက်လေငယ်တွေအပျော်တန်းလေငယ်တွေတွတ်တော့ဒီလိုင်းအမြင့်ကအန်တရာယ်ထစ်စေနိုင်တယ်။ဟုတ်ကဲ့။လိုင်းရိုက်ခတ်မှုကြောင့် လေကိုထိမ့်သိမ့်ရခက်ခဲနိုင်တယ်။လေမောက်တမျိုးတီဖြစ်နိုင်ခြင်းရှိတယ်။အထူးသဖြင့်ကံဝေးကိုထပ်မဲ့လေငယ်တွေတတိပြုရမယ့်အခြေအနေပါ။ဟုတ်ပါပြီ။ကံဒီကံဝေးတွာလာနေတဲ့အသင့်တင်အရွယ်အစားရှိတဲ့တင်မောတွေကုန်တင်ဆက်လေကြီးတွေတွတ်တော့အကြီးအကျယ်အခက်အခဲထက်လောက်တဲ့အနေထားတော့မဟုတ်ပါဘူး။ဒါပေမဲ့ခီးတဲ့ဒီအနေနဲ့ကတော့လိုင်းမူတာမျိုးတော့ဖြစ်နိုင်တာပေါ့။อืมပေါ့လေ။ဆိုတော့အချုပ်ပြောရရင် လိုင်းအနေငယ်ကျန်းနေတဲ့အခြေအနေတတိနဲ့သွာလာတဲ့အခြေအနေလို့ဆိုနိုင်ပါတယ်ဟုတ်ကဲ့အခုပြောခဲ့တာတွေကမနေ့ဖြစ်မနေ့ပိုင်းအထိအခြေအနေတွေပေါ့အစီရင်ခံစားမှာ နောက်နှစ်ရဲ့အတွက်ခံမှန်းချက်ချင်းလေးလဲပါသေးတယ်ဟုတ်ကဲ့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာထိချိုးမြင့်အခြေအနေများဆက်လက်ဖြစ်ပေါ်နေပြီဆိုပြီးရေးထားတဲ့တကောက်ဖောက်ဆိုလိုတာပါလေအင်းဒါကလက်ရှိမိုးလေဝသအခြေအနေရဲ့တည်မြဲမှု persistence ကိုမြွန်ပြနေတာပါ ဆိုလိုတာကအခုကျွန်တော်တို့ဆွေးနွေးခဲ့တဲ့တောင်ပိုင်းဒေသတွေမှာမိုထစ်ချုံရွာနိုင်တဲ့အလားအလားမိုးတိမ်တောင်တွေဖြစ်ပေါ်နိုင်တဲ့မတည်ငြိမ်တဲ့လေထုအခြေအနေတွေက အခုတရက်တည်းနဲ့ပျောက်သွားမှာမဟုတ်ဘူးဟုတ်ကဲ့နောက်ထပ်အ ਨੇ ဆုံးရက်အ ਨੇ နဲ့ဒီအစည်းအဝေးခန်းစားအရာဆိုရင်နေ့ရက်အထိဆက်ရှိနေအောင်မယ်ဆိုတဲ့သဘောပါဟုတ်ဒါကမုံတုံအကုံရာဒီအကူအပြောင်းကာလာတွေမှာလေထု system တွေကတခါတလေဖေးဖေးချင်းညွေတာ ဒါမှမဟုတ်တနေရာထဲမှာရက်အတန်းကြာဆက်ရှိနေတဲ့ဒါမျိုးကိုပြပါရယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါကြောင့်တောင်ပိုင်းဒေသတွေအနေနဲ့နောင်ရက်တွေမှာလည်းမိုးရွာနိုင်ရေမိုးတိမ်တောင် NDA တွေကိုဆက်လက်တရိပ်ဖူနီမိုးလို့အကြောင်းညွှန်ပြနေတာဖြစ်ပါတယ်သိဝင်စားစီရပါတယ်ဒါဆိုအခုချက်ချင်းကြီးရာဒီဥတုဒတိတိတတာပြောင်းလဲသွားဖို့မရှိသေးဘူးပေါ့ဟုတ်ပါတယ်အဲ့လိုယူဆနိုင်ပါတယ် ကောင်းပါပြီဒါဆိုနောက်ဆုံးအပိုင်းရှင်နဲ့အဓိကမြို့ကြီးတွေအတွက်မနက်ဖြန်နံနက်အထိခံမှန်းချက်အသေးစိတ်ကိုကြည့်လိုက်အောင်ဟုတ်ကဲ့နေပြည်တော်နဲ့အနီးတစ်ဝိုက်မှာဆိုရင်နေရာကွက်ကြားမိုးထစ်ချုံရွာမယ်ရွာရံရွာနှုံးပြည့်လို့ဆိုထားတယ်ဟုတ်ပါတယ် ရန်ကုန်မြို့နဲ့အနီးတစ်ဝက်မှာလည်းအလားတူပဲနေရာကွက်ကြားမိုးထစ်ချုံရွာမယ်ရွာရန်ရွာနုံပြည့်ပဲဟုတ်ကဲ့မန္တလေးမြို့နဲ့အနီးတစ်ဝက်မှာတော့နေရာကွက်ကြားမိုးထစ်ချုံရွာမယ်ရွာရန်ရွာနုံ80လို့ဖော်ပြထားတယ်ဟုတ်ကဲ့80ရာနုံမန္တလေးကရန်ကုန်နေပြီးတော့လောက်ရာနုံမပြည့်ပဲနည်းနည်းနည်းနေတာတွေ့ရတယ်ဒါကဘာကြောင့်ဖြစ်နိုင်မှာလဲဟုတ်ပါတယ်အဲနေပြီးတော့နေရန်ကုန်မှာ ရာနုံ80ဆိုတာကတော့မိုးရဖို့အလွန်သေးချာတဲ့အခြေအနေကိုပြတာပေါ့ဆိုလိုတာကမနှက်ဖြန်မနှက်ပိုင်းတွင် ဒီမျိုးတွေကတနေရာမဟုတ်တနေလာမှာမိုးချုံဖို့တေချာတလို့ပဲဆိုတဲ့သဘောဟုတ်ကဲ့မန္တလေးမှာယာနုံ80ဆိုတာကလည်းရွာနိုင်ခြေအလုံးမြင်မာတဲ့ဆိုတာကိုပြတာပါပဲယာနုံတရားမဟုတ်တာကတော့ဖြစ်နိုင်ခြေမှာအနှဲငယ်လေးကွာခြားချက်ရှိတာကိုပြတာပေါ့လေอืมဒါကမိုးခစ်ဆယ်နိုင်တဲ့မိုးတင်တောင်းနေတီနေရပြက်နံမှုရွေးလျားမဲ့လမ်းကြောင်းတွေကမန္တလေးဘက်ကိုရောက်ရှိနိုင်ချိန်မှာရန်ကုန်နေပြည်တော်လောက်အပြည့်အဝမတိချရမျိုးဖြစ်နိုင်တယ်ဟုတ်ကဲ့ ဒါမှမဟုတ်မိုးတင်တောင်တွေပြင်လာကမန္တလေးအနီးတဝိုင်မှာအနှဲငယ်လျော့နေနိုင်ခြင်းရှိတာမျိုးလည်းဖြစ်နိုင်တယ်။ဒါပေမဲ့80ရာခိုင်နှုန်းဆိုတာကလည်းတော်တော်လေးမြင့်နေရာခိုင်နှုန်းပဲလေ။ဟုတ်ကဲ့ဟုတ်ကဲ့။ဆိုတော့မန္တလေးမြို့ခံတွေအနေနဲ့လည်းမိုးအတွက်ပြင်ဆင်ထားတဲ့အခြေအနေပါပဲ။နောက်တစ်ခုတတိပြုဖို့ကမြို့ကြီး၃မြို့လုံးအတွက် နေရာကွက်ချားဆိုတဲ့ဇာကလုံကို တုံထားတာပါ။ဟုတ်ကဲ့နော်။ဟုတ်ကဲ့။ရာနှုန်းပြဖြစ်စေ 80%ဖြစ်စေရွာမဲ့ဆိုရင်တောင်မြို့တစ်မြို့လုံးအနှက်အပြလွမ်းချုံပြီးရွာချင်မှရွာမယ်အင်းမြို့ရဲ့အရှေ့ပိုင်းမှာရွာနေချင်းအနောက်ပိုင်းမှာမရွာလားဒါမှမဟုတ်မြို့လယ်မှာခဏရွာပြီးရက်သွားပဲမဲ့စင်ကြယ်ဖုံးမှာဆက်ရွာနေတာမျိုးဖြစ်နိုင်ပါတယ်ဒါကမိုးတည်နောင်လေးကြောင့်ဖြစ်တဲ့မိုးရဲ့ထူးခြားတဲ့တပါးပါပါတနေ့ရက်နဲ့တနေ့ရက်မိုးရွာဖုံးရွာနေကွာချနိုင်ပါတယ်ဟုတ်ကဲ့ရှင်းပါပြီကောင်းပါပြီ အခုဆိုရင်အော်တိုဘာလာစနေရနေ့မိုးလေဝသအစီရင်ခံစာတွေကအချက်အလက်အတော်များများကိုကျမတို့ဆွေးနွေးခဲ့ကြပြီးပြီပေါ့ဟုတ်ကဲ့ဒီနေ့ပြောခဲ့လာတော့အနှချော့ပြန်ကြည့်ရရင်အဓိကအချက်ကတော့မြမနိုင်ငံတောင်ပိုင်းဒေသတွေအထူးသဖြင့်ရန်ကုန်အေယာဝတီတနင်္သာရီမွန်ပြည်နယ်တွေမှာမနက်ဖြန်မနက်ပိုင်းအထိ မိုးရွာဖို့ရန်လုံးပြတ်သေးချတလောက်ရှိနေတယ်ဟုတ်ပါတယ်တနင်္သာရီမှာ နေရာကွက်ပြီးမိုးကြီးနိုင်တဲ့အထူးသတိပေးချက်ရှိတယ်ဒါတစ်ချက်ဟုတ်ကဲ့ ဒုတိယအရေးကြီးတဲ့အချက်ကတိုင်းနေပြည်နယ်တော်တော်များများမှာအောက်ကောင်းတဲ့မိုးတင်တောင်လေးဖြစ်ပေါ်နေပြီးမိုးရွာလာအပြင်လေပြင်းတိုက်တာမိုးချိုးပြက်တာလို့အန်ဒရယ်လည်းရှိနိုင်တယ်ဆိုတော့သတိပြချက်ထုတ်ပြန်ထားတယ်။ မှန်ပါတယ်ပင်လေပြေမှာတော့လိုင်းအမြင့်၄ပြေကနေ၆ပြေလောက်ရှိနိုင်ပြီလင်းရဲလေတတိပြုရမယ်ဟုတ်ကဲ့နောက်ပြီးဒီလိုမိုးထစ်ချုံတဲ့အခြေအနေတွေကတောင်ပိုင်းမှာနောက်၂ရက်လောက်အထိဆက်ရှိနေနိုင်တယ်ဟုတ်ပါတယ်ဆက်ရှိနိုင်တယ်နေပြီးတော့ရန်ကုန်မန္တလေးလို့မြို့ကြီးတွေမှာလည်းနေရောက်ကွက်ကြားမိုးထစ်ချုံရွာနိုင်ချေများနေတယ်ဒါတွေကအထူးကချက်တွေပေါ့ဟုတ်ပါတယ်ဒီအချက်လက်တွေအားလုံးကိုစုစည်းလိုက်ရင်ဒါကနေစဉ်လူမှုဘဝစီးပွားရေးသွားလာရေးအားလုံးပေါ်တက်ရောက်မှုရှိနေတယ်ဆိုတာတွေ့နိုင်ပါတယ် ဟုတ်ကဲ့မိုးရွာနိုင်ခြင်းမရတဲ့အတွက်သွားရလာရေးအဆင်မပြေမှုတွေယင်ကြောပိတ်ဆို့မှုတွေဖြစ်နိုင်တယ်စိုက်ပျိုးရေးလုတ်ကင်နေသူတွေအတွက်လည်းရိတ်သိမ်းချိန်သီးနှံတူလောင်ခြင်းဆိုရင်ဒီလိုမိုးတွေကအခက်ခဲဖြစ်စေနိုင်တာပေါ့အင်းဟန်တာပေါ့အရေးကြီးဆုံးကတော့အဲ့ဒီမိုးရင်တောင်တည်ပေးချက်ပါဒါကအသက်အန္တရာယ်ပစ္စည်းပျက်စီးဆုံးရှုံးမှုတွေနဲ့တိုက်ရိုက်သက်ဆိုင်နေတာမို့ကြိုတင်ပြင်ဆင်မှုတတိထားမှုတွေကမဖြစ်မနေလိုအပ်ပါတယ်ဟုတ်ကဲ့ အားလုံးကိုခြုံကြည့်လိုက်ရင်ဒါကမုံတုံးအကုန်ပိုင်းရာသီအကူပြောင်းမှဖြစ်လေရှိတဲ့မတိခင်တဲ့တခါတရံကင်းခံနိုင်တဲ့မိုးလေဝသအရှင်းတွေတခုကိုဖြတ်တန်းနေရတယ်ဆိုတာကိုမိမောင်းထုတ်ပြနေတာပါပဲလက်တွေပေါ်မူတည်ပြီးနောက်ဆုံးအနေနဲ့နားထောင်နေသူတွေစပ်ပြီးစဉ်းစားကြည့်ဖို့အချက်လေးတခုထုံထုံမေခွန်းထုတ်ကြည့်ကြပါရစေဟုတ်ကဲ့ အစီရင်ခံစာမှာတနင်္သာရီလိုနေရာမျိုးမှာ နေရာကွက်ပြီးမူကြီးနိုင်တဲ့ဆိုပြီးအတိအကျသိပေးထားတယ်။တခြားဒေသများများမှာလည်းရေပေါ်ရအောင်ဖြင့်အောက်ကောင်းတဲ့မူးတင်တောင်တွေရှိနေတယ်လို့ဆိုထားတယ်။ဟုတ်ကဲ့ ဒီချက်တွေကိုကြည့်ရင်လည်းမိုးရေဝတ်တပညာရှင်တွေအနေနဲ့ရေပေါ်ရခမှန်းချက်တွေဥပမာဘယ်ဒေတာမှာမိုးရွာနိုင်ချက်ဘလောက်ရှိတယ်ဆိုတာမျိုးကိုတိတိကျကျထုတ်ပြန်နိုင်ပေမဲ့အင်မတန်ပြင်းထန်ပြီးဒေတာအလိုက်တယောက်မှုကြီးနိုင်တဲ့ဖြစ်စဉ်တွေဥပမာ အတိအကျဘယ်နေရာလေးမှာမိုးကြည့်မလဲဒါမှမဟုတ်မိုးတင်တော်တစ်ခုရဲ့အတိအကျပြင်းအားနဲ့လမ်းကြောင်းကိုတော့နိုင်ပိုင်းလောက်ကြိုပြီးအတိအကျထောက်ပြဖို့ဘလောက်ထိစိန်ခေါ်မှုတွေရှိနေမလဲဆိုတာကိုပြနေသလားอืม စဉ်းစားစရာချက်ပါပဲဒီနေ့အပြင်မော်လေအလုံးစုံခြေအနေကမိုးများမဲမတည်ငြိမ်ဘူးလို့တိထားတည်တံ့အောင်ကိုယ့်နေရာကိုယ့်အချိန်မှာကြုံတွေ့ရမယ့်လက်တွေ့အခြေအနေကခံမှန်းချက်ချက်ကအတိုင်းထက်တဲ့ဖြစ်ချင်မှဖြစ်မယ်ပိုဆိုးထွားတာမျိုးဒါမှမဟုတ်လုံးဝဘာမှမဖြစ်တာမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့မိုးလေဝတ္တရဲ့ကြိုတင်ခံမှန်းရခက်မှု unpredictability ကိုဘလော့အထိထည့်တွင်စဉ်းစားသင့်တယ်လေပေါ့တန်လေးကိုဆက်လက်တွေးခေါ်ကြည့်ဖို့ခြံထားခဲ့ခြင်းပါတယ်